DNA တဲ့နာကိုနတ်တော်ဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်လိုက်ရပါတယ်။ဒီနေ့ညမှာတက္ကရဲ1386ခုနဲ့တပေါင်းလားစုပ်9ရက်နဲ့2025ခုနဲ့မတ်လ20ရက်နဲ့ CNA ရဲ့တနိဒာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်လွှင့်တဲ့ဆက်သွားမယ့်သတင်းတွေကတော့စစ်ကောင်စီထုတ်ပြန်ပြောဆိုတဲ့မိုးရေစေဝါကိစ္စဟာ နိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်တာလို့အေအေပြောဆိုလိုက်တဲ့တဲ့ရင်ရခိုင်ကနေရက်ပြန်ဝင်ခွင့်ရတဲ့စစ်ရှောင်းတွေမိုင်းနဲ့စစ်ကြံလက်နက်ပေါက်ခွဲတာကြောင့်ထိခိုက်ဒဏ်ရာရတာဇက်တိုက်ရှိနေတယ်ဆိုတဲ့တဲ့ရင်အပြင်မိုစလင်တွေကိုမြန်မာနိုင်ငံပြန်မပို့ဖို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကို45 rice အကြံပြုလိုက်တယ်ဆိုတဲ့စိတ်ဝင်စားစရာတဲ့ရင်တွေကိုကြားမှာဖြစ်ပါတယ် ရမဆုံးကြားမဲ့တဲ့ငါတော့စက်ကောင်စီထုတ်ပြန်ပြောဆိုတဲ့မိုးရစေဝါကိစ္စဟာနိုင်ငံရေးအရာထိုးနှက်တက်ခိုက်တာလို့အေးပြောဆိုလိုက်တဲ့တဲ့ငါကိုကြားရမှာဖြစ်ပါတယ်။ကျပ်ငွေ66ဘီလီယံကျော်တန်ဖိုးရှိတဲ့မိုးရစေဝါဟာ အရခတ်တော် AA အနေနဲ့ပါဝင်ပတ်သက်နေတဲ့ဆိုတဲ့စစ်ကောင်စီရဲ့ပြောဆိုချက်ဟာလုံးဝယုတ်တိမရှိသလိုနိုင်ငံရေးအရာဆွဆွဲတိတ်ခါချချင်းတာဖြစ်တယ်လို့မတ်လ19ရက်နေ့မှာရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကသတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။စစ်ကောင်စီလက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာတွေကရန်ကုန်မှာမတ်လ6ရက်နေ့ကမြန်မာကျပ်ငွေ66ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရည်စေးကွားတွေနဲ့အတူမူရည်မောင်ကိုကိုင်းအဖွဲ့တစ်ခုကိုဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးအဲ့ဒီမူရည်စေးကွားတွေဟာရှမ်းပြည်နယ် ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပန်ဆန်းမြို့ကနေရန်ကုန်ကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးရန်ကုန်ကနေမလေးရှားပင်လယ်ပြင်ကိုချိတ်ဆက်ရောင်းချနေတဲ့နေရာမှာအရခတတော်အေရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းခေါ်ကိုကျော်စုံလင်းနဲ့ဇနီးဖြစ်သူမတီတာမြင့်တို့ကစီမံလုံဆောင်နေတဲ့အတော့ဒီမွေးရစေဝါတွေဟာအေအေနဲ့ဆက်ဆက်နေတဲ့ဆိုပြီးစက်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေကမတ်လ18ရက်နေ့နဲ့19ရက်နေ့မှာဆွဆွဲပြောဆိုဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုစက်ကောင်စီပြောဆိုမှုတွေဟာရုတ်တရက်လုံးဝမရှိတဲ့အပြင် နိုင်ငံရေးအရာတိတ်ခါချဆွဆွဲချက်တစ်ခုသာဖြစ်ပြီးတော့ဒီကိစ္စမှာရခိုင်အမျိုးသားအဖွဲ့ချုပ် UNAA အနေနဲ့ဒီကိစ္စမှာလုံးဝပါဝင်ပတ်သက်မှုမရှိဘူးလို့မတ်လ19ရက်နေ့မှာညွှန်းချက်ထုတ်ကထုတ်ပြန်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့အခုလိုဆွဆွဲပြောဆိုတာဟာပြည်ရင်းအင်ဂျင်နီယာနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအရှက်ရနေတဲ့အပြင်အရောခတတော် AAC မှာစီးရေးအရှုံးနဲ့စက်တိုက်ရင်ဆိုင်လာရတာကြောင့်ရှယ်ယန်ယန်ကအညိုတကြီးနဲ့နိုင်ငံရေးအရာထိုးနှက်မှုတစ်ခုလို့သာရှုမြင်သုံးသပ်မိတယ်လို့လည်းဆိုထားပါဗျ ဒါအပြင်တစ်ဖက်မှာလည်းဒီလိုဒူးစရိုက်မှုတွေအွန်လိုင်းလိမ်လည်လောင်းကစားနဲ့ကြားဖြတ်ကိစ္စတွေဟာစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့နေပြည်တော်ရန်ကုန်မန္တလေးလိုနေရာတွေကခေတ်အဆက်ဆက်ကလေးကပဲစစ်ကောင်စီလက်တပ်မွေထားတဲ့ပြည်သူ့စစ်ကြီးစိုးထိန်းချုပ်ရာနေရာစစ်ဗိုလ်ချုပ်ကြီးတွေပိုင်ဆိုင်တဲ့နေရာတွေမှာသာအမြဲတွေ့ရလိမ့်ရှိတယ်လို့လည်းရခိုင်မျိုးသားဖွဲ့ချုပ် UNLA ကဆိုထားပါဗျ။တစ်ဖက်မှာလည်းဒီလိုလောင်းကစားမွေးရဆွေးကိစ္စရပ်တွေမှာ စကောင်စီရဲ့ဗိုလ်ချုပ်ကြီးတွေပါဝင်ပတ်သက်နေတဲ့ဆိုတဲ့အချက်လက်တွေကိုငင်းမရတဲ့တပ်သေးအချက်လက်တွေနဲ့တကွတပ်သေးခံရှိနေတယ်ဆိုတာကိုလည်းကဘာကအတိဖြစ်တယ်လို့လည်းဆိုထားပါဗျ။စစ်အစိုးရတွေအနေနဲ့အရင်ခေတ်အဆက်ဆက်ကလေးကပင်သူတို့ကိုတော်လန်ပုံကန်နေတဲ့သူတွေကိုညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ရန်ဘတ်တွေလို့အမြဲတမ်းမှတ်ထားပြီးတော့ကြီးမားတဲ့တုတ်ပြန်မှုတွေအနေနဲ့သတင်းမှအမျိုးမျိုးကိုလိုက်ကတိုက်ခိုက်မှုပေါင်းစုံနဲ့သတင်းမီဒီယာရုပ်သံဆက်တာတွေနဲ့လောက်ကျန်ဖန်တီးတိုက်ခိုက်ခဲ့တာဟာလည်း ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ရပြီဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဥမာအနေနဲ့ပြောရရင်စစ်ကောင်စီဟာတိုင်းသာလနှကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KNU, KIO, MNDAA စားတဲ့တိုင်းသာလနှကိုင်တွေနဲ့တိုက်ပွဲပြင်းထန်ပြီးစစ်ရေးအရှုံးနဲ့ရင်ဆိုင်လာရချိန်မှာဘယ်ကိစ္စတွေကိုမဆိုတိုင်းသာလနှကိုင်အဖွဲ့အစည်းတွေကိုအပြစ်ပုံချကာနိုင်ငံရေးအောက်လုံးတွေနဲ့ထိုးနှက်တိုက်ခါချတာတွေကိုစစ်အစိုးရဆက်ဆက်ကလေးကပင် အချိန်ကြီးလှုပ်လေလှုပ်ထားရှိနေတဲ့နိုင်ငံရေးရုံးမှမဟုတ်တစ်ခုဖြစ်တယ်လို့လည်းဆိုပါရယ်။ လက်ရှိမှာလဲစစ်ကောင်စီဟာမြန်မာတိုင်းနိုင်ငံလုံးကစစ်ရေးအတွက်အရေးပါတဲ့တိုင်းစစ်ဌာနချုပ်တွေ၊ဘယူဟာစခန်းတွေ၊တမတပ်ရင်းဌာနချုပ်တွေတစ်ခုပြီးတစ်ခုဆုံးရှုံးလာတဲ့အချိန်မှာသူတို့ဖမ်းဆီးရမိထားတဲ့မိုးရဲစေဝါကိစ္စနဲ့အတင်းဆက်ဆက်ပြီးတော့ရခိုင်မျိုးသားဖွဲ့ချုပ် UNLAA ကိုနိုင်ငံရေးအရာသတင်းရေးသားထုတ်ဝေကနိုင်ငံရေးအောက်လုံးတွေနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့လဲရခိုင်မျိုးသားဖွဲ့ချုပ်ကတုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ ကြမှာကတော့ရခိုင်ကနေရပြန်ပွင့်ရတဲ့ဆစ်ဆောင်တွေမိုင်းနဲ့စစ်ကြက်လက်နက်ပေါက်ကွဲတာကြောင့်ထိခိုက်ဒဏ်ရာရတာစတိုက်ရှိနေတယ်ဆိုတဲ့သတင်းကိုကြားမှာပါရခိုင်မှာစစ်ကောင်စီလက်ထက်ကနေအာရခတတော်ကအပြေးသက်သိမ်းမှတ်ရရှိထားပြီးဖြစ်တဲ့မြို့တွေကနေရပြန်ဝင်ခွင့်ရတဲ့စစ်ပေးဆောင်ပြည်သူတွေဟာဒေလပိုင်းထဲမှာစစ်ကြက်မိုင်းနဲ့စစ်ကြက်လက်နက်ပေါက်ကွဲတာကြောင့်ဇက်တိုက်စုတလုံးထိခိုက်ဒဏ်ရာရတာတွေရှိလာနေရတယ်လို့ဒေသခံပြည်သူတွေကပြောဆိုကြပါတယ် ရခိုင်ပြည်16မြို့နယ်ထဲက14မြို့နယ်ကိုအရခတတော်ကအပြည့်သက်သိမ်းမဲ့ရရှိထားပြီးတဲ့နောက်မှာအရခတတော်ဟာမြို့ရင်းမိုင်းရှင်လေးလှုပ်ဆောင်ပြီးနောက်မှာဒေသခံပြည်သူတွေကိုနေရက်အတွင်ပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ဒီမတ်လအတွင်းမှာပဲကြောက်တော် မောင်တော်အန်မင်းပြားနဲ့တောင်ကုန်းမြို့တွေကဒေသခံတွေဟာစစ်ကြံမိုင်းနဲ့စစ်ကြံလက်နက်တွေပောက်ကွဲတာတွေကြောင့်ဇက်တိုက်စုတလို့ထိခိုက်ဒဏ်ရာရတာတွေကိုလည်းတွေ့လာနေကြတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ19ရက်နေ့တရက်ထဲမှာပဲ မင်းပြမြို့နယ်တပင်းညိုရက်ကွက်ကအသက်40ကျော်အရွယ်ဒေါ်ဆန်ဝင်းမေဆိုတဲ့အမျိုးသမီးဟာကျင်းတောင်သို့ဟင်းရှာသွားတဲ့လမ်းမှာစစ်ပွဲအတွင်းကကြံနေခဲ့တဲ့မိုင်းကိုနှင်းမြေပြီးပောက်ကွဲလို့ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့တာရှိသလိုကြောက်တော့မြို့နယ်မင်းသားတောင်ကြီးဝအတွင်းမှာလည်း ချောင်းထဲကရလာတဲ့စစ်တပ်ဘုံးကြီးတလုံးကိုထုကြည်ရာကနေပောက်ကွဲပြီးတော့ကလင်းငယ်တူပွဲချင်းပြီးတေဆုံးပြီးတော့နောက်ထပ်လေးဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ကျောက်တော်မြို့နယ်အတွင်းကလူမှုကူညီရေးလှုပ်ဆောင်နေသူတို့ကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာလည်းမောင်တော်မြို့လတ်တာရက်ကွက်ကအသက်44နှစ်အရွယ်မွတ်စလင်တူဦးဖြစ်တဲ့အဒူဟာလော့ခါရွှေစားရွာဘက်ကိုငားရှာသွားချိန်မှာစစ်ပွဲအတွင်းကကြန့်ရှိနေခဲ့တဲ့မိုင်းကိုနင်းမိပြီးချောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရသလို ီးခဲ့တဲ့မတ်လ19ရက်နေ့ကလည်းတောင်ကုန်းမြို့နယ်ကံပိုင်ရက်ကွက်ကနေအိမ်ခြံဝင်းအတွင်းမှာတန်ရှင်းလှုပ်နေချိန်မှာစစ်ကောင်စီတပ်တွေထောင်လာခဲ့တဲ့မိုင်းပေါက်ကွဲပြီးတော့အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရခဲ့တာလည်းရှိခဲ့သလိုမတ်လ17ရက်နေ့ကနေ23ရက်နေ့အထိ3ရက်အတွင်းမှာတောင်ကုန်းမြို့နယ်အမ်းမြို့နယ်မောင်တော်မြို့နယ်တွေမှာလည်းစားတောက်ရဲအတွက်ဟင်းရှာသွားရာကနေစစ်ကြံမိုင်းနှင်းမိပေါက်ကွဲတာကြောင့်ရဲသားပြည်သူတို့အုံထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ် ဒီလိုမိုင်းနဲ့စစ်ကြံလက်နက်ပောက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရသူအများစုဟာလက်လုံလက်စားဒေသခံတွေကသာအများဆုံးကြုံတွေ့နေကြရတာဖြစ်တယ်လို့လည်းအဲ့ဒီကြောက်တော်မြို့နယ်အတွင်းကလူမှုကူညီရေးလှုပ်ဆောင်နေသူကဆက်လက်ပြောဆိုပါတယ်တဖက်မှာလည်းအာရခတော်ဟာမိုင်းရှင်းလင်းရေးတွေနဲ့မိုင်းအသိပညာပေးလုပ်ငန်းတွေကိုစတိုက်လှုပ်ဆောင်ပေးတာတွေရှိနေပေမဲ့ဒေသခံတွေအနေနဲ့မိုင်းနဲ့စစ်ကြံလက်နက်ပောက်ကွဲမှုတွေကိုဇက်တိုက်ရန်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ကုလသမဂ္ဂကလေးများရန်မငွေအဖွဲ့ကထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်းမှာပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလကနေစတင်မာလာအထိကောက်ယူထားတဲ့စီးရင်တွေအရမြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တဲစစ်ကြံလက်နက်ပစ္စည်းပောက်ကွဲမှုတွေကြောင့်အရသာတေဆုံးထဏ်ရာရသူ889ဦးအထိရှိကြတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ တ်ကြားမှာကတော့မွတ်စလင်တွေကိုမြန်မာနိုင်ငံပြန်မပို့ဖို့ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရက45 rice အကြံပြုပြုဆလိုက်တဲ့ဆိုတဲ့သတင်းကိုကြားမှာပါလက်နက်ကင်ပြည်ပခါတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံကိုမွတ်စလင် ranger ဒုက္ခသည်တွေပြန်မပို့ဖို့ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရကိုအကြံပြုထားတဲ့အကြောင်း45 rice ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးအစိုးရယာယီအစိုးရကိုရခိုင်ဘင်္ဂလားဒေ့ရှ်အစိုးရလက်ထက်ကမွတ်စလင် ranger တွေအပေါ်လစ်လျူရှုပြီးပျော်ပျော်တင့်တင့်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေအကြောင်းအထောက်အထားစာရုံးတွေနဲ့အတူ နိုင်ငံတွင်းကမွတ်စလင်ရိုဟင်ဂျာဒုက္ခသည်တွေအတွက်အကအကွယ်တရားမျှတမှုတိုးတက်ကောင်းမွန်လာစေဖို့အသေးစိတ်အကြံပြုချက်တွေကို45 rights ကအစိုးရကစားထုတ်ပြန်လာလဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အရင်အစိုးရဟာဒုက္ခသည်တွေကိုလက်နက်ကင်အဖွဲ့တွေရဲ့အုပ်ချုပ်မှုနဲ့အကြမ်းဖက်မှုကနေကာကွယ်ပေးဖို့ပြက်ကွက်ခဲ့တယ်လို့ဒုက္ခသည်တွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကလည်း ဒုက္ခသည်တွေအပေါ်လက်နက်ကင်တွေရဲ့ချင်းချောက်မှုကိုတုတ်ပြန်ရမှာနှောက်နှေးခဲ့တယ်လို့ဆိုပါတယ်။ရခိုင်အစိုးရလက်ထက်ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း UNHCR ရဲ့လုပ်ငန်းဆောင်နာတွေကိုပြင်းပြင်းထန်ထန်ကန့်သတ်ချုပ်ကင်ထားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်စခန်းတွေမှာမွတ်စလင်ရေဂျာဥဆောင်တဲ့လက်နက်ကင်အဖွဲ့တွေဟာမွတ်စလင်ရေဂျာဒုက္ခသည်တွေအပေါ်ချင်းချောက်တာပြန်ပေးဆွဲတာနဲ့ညှဉ်းပန်းနှိပ်စက်တာတွေကိုပုံမှန်လှုပ်ဆောင်လာပြီး ဥပဒေမဲ့တပ်ဖြတ်မှုတွေကိုပါလှုံ့ဆော်လာကြတယ်လို့အစီရင်ခံစာကဆိုပါတယ်ဒုက္ခသည်စခန်းတွေနဲ့မလုံခြုံတဲ့နယ်စပ်ဒေသရိုးရွင်းနေတဲ့အခြေအနေတွေဟာအဆိုပါလက်နက်ကင်အဖွဲ့တွေအတွက်လူသစ်ပုံမှုစုဆောင်းလာနိုင်စေဖို့အင်အားကောင်းလာစေဖို့နဲ့ညှဉ်းပန်းမှုတွေဆက်လက်ကျူးလွန်နိုင်စေဖို့အခြေအနေပေးလျက်ရှိတယ်လို့လည်းအသိပေးထားပါတယ်။လက်နက်ကိုင်အဖွဲ့တွေရဲ့လက်ချက်လိုယူဆရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေကမွတ်စလင်ရေဂျာဒုက္ခသည်တွေတပ်ဖြတ်ခံရမှုမှာတနေ့ပြီးတနေ့ဇက်တိုက်ဖြစ်ပွားနေစေဖြစ်ပြီး2021ခုနှစ်မှာ22ရက် နောက်22ခုနှစ်မှာ42ရောက်နောက်23ခုနှစ်မှာအနည်းဆုံး60ရောက်နဲ့နောက်24ခုနှစ်မှာ65ရောက်ထက်မနည်းတပ်ဖြတ်ခံခဲ့ရတယ်လို့အစိုးရခန်းစာကဖော်ပြပါဗျ။မွတ်စလင်ရင်ဂျန်လက်နက်ကင်တပ်ဖွဲ့တွေဟာအစပိုင်းမှာမြန်မာစစ်တပ်ကိုတိုက်ခိုက်မဲ့ဟန်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရခိုင်တော်အေကိုတံပြန်တိုက်ခိုက်ဖို့အတွက်မြန်မာစစ်တပ်နဲ့မဟာမိတ်တွေအဖြစ်ပြောင်းလဲသွားခဲ့တယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလှုပ်ရှားနေတဲ့မွတ်စလင်ရင်ဂျန်လက်နက်ကင်အဖွဲ့အစည်းတွေဟာမြန်မာပြည်တွင်းနဲ့နိုင်ငံပြည်ပခန့်တွေမှာပါဝင်ပတ်သက်နေပြီး ၎င်းတို့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်တွေကိုပြန်ပေးဆွဲပြီးမြန်မာပြည်မှာအတင်းအကျပ်စစ်တိုက်ခိုင်းတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့လည်းအစီရင်ခံစာကအတည်ပြုထားပါဗျ။ဒါကြောင့်အန်ဒီယန်နဲ့ကြုံတွေ့နေရတဲ့ရင်ဂျာဒုက္ခသည်တွေကိုလုံခြုံတဲ့အိမ်နေရာထိုင်ခင်းတွေအပါအဝင်လုံခြုံစိတ်ချရတဲ့နေရာတွေဖန်တီးပေးရေးလွတ်လပ်စွာလှုပ်ရှားသွားလာခြင်းအတံမွေးဝမ်းကြောင်းခွင့်နဲ့ပညာသင်ခွင့်တွေကိုပေးအပ်ဖို့ကိုလည်းဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရက45 rice ကအကြံပြုထားပါတယ်။ ဒါအပြင်ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရအနေနဲ့ဘင်္ဂလားဒေ့ရှ်ကိုလာရောက်ခုလုံတဲ့မွတ်စလင်ရိုဟင်ဂျာတွေကိုကာကွယ်ပေးဖို့နဲ့မြန်မာနိုင်ငံကိုပြန်ပို့ခြင်းတွေရတံမှု၎င်းရဲ့နေကြာဆောက်တက်တွေကိုအမိတ်ထုတ်တင်တယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါဗျ။ မွတ်စလင်ရိုဟင်ဂျာတွေဟာရခိုင်ပြည်အတွင်းကလူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့အတူဖြစ်ပွားနေဆဲဖြစ်တဲ့လက်နက်ကင်ပြည်ပခါတွေပြင်းထန်လာမှုကြောင့်အသက်ဘေးကလွတ်မြောက်ဖို့ဆက်လက်ထွက်ပြေးနေရဆဲဖြစ်ပြီးဒုက္ခသည်တွေအတော့အသက်အန္တရာယ်ရှိတဲ့နိုင်ငံကိုအတင်းအာရမပြန်ပို့ခြင်းမခံရသင့်ဘူးလို့လဲ45 rights ကထုတ်ပြန်ထားပါတယ်မွတ်စလင်ရိုဟင်ဂျာတွေအတော့နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့လဲဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလူသားချင်းဆက်ဆံထောက်ထားမှုအကူအညီတွေပံ့ပိုးပေးသင့်ပြီး အနေနဲ့ပိုကြောက်ရောက်နိုင်ခြေရှိသူတွေကိုဦးစားပေးမဲ့တတိယနိုင်ငံကို ပြောင်းရွှေ့နေရချက်ထားရေးအစီအစဉ်တွေကိုတိုးမြင့်လှုံ့ဆော်ပေးတဲ့လို့လဲ45 rice ကအကြံပြုထားပါသေးတယ်ခင်ဗျာဒီရင်တဲ့နေနဲ့ကြားမှာကတော့တီဘောမှာ TNL ရဲ့မိသက်တပ်ဖွဲ့ကမိဘေးကြိုတင်အသိပညာပေးစော်အုံးမှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့တဲ့ကိုကြားမှာပါ တောင်ပြည်တမဟာနယ်မြေတိပောမြို့မှာ TNL ရဲ့မိသက်တပ်ဖွဲ့တွေကမိဘေးကြိုတင်အသိပညာပေးစော်အုပ်မှုတွေပြုလုပ်နေတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ၁ရက်နေ့ကစတင်ပြီးအပတ်စဉ်ဗိုလ်တဖူးနေ့တိုင်းမှာမိဘေးကြိုတင်အသိပညာပေးစော်အုပ်မှုတွေပြုလုပ်နေတာလို့ TNL ကဆိုပါတယ်။ယခုကာလဟာ၆တွဲရာသီရောက်ရှိလာပြီးဖြစ်တဲ့အတွက်မိဘေးအန္တရာယ်ကြိုတင်ကောက်ွယ်ဖို့ TNL မိသက်တပ်ဖွဲ့ကမျိုးရင်းမှာမိသက်ကားတွေနဲ့မိကျွင်းကြံမပေါ်စားဖို့မိမိနေအိမ်တွေမှာ မီးကျိတ်မီးကပ်တဲပုံရေပုံလှေကားတွေထားရှိဖို့မီးဘိုအနီလောင်စာဆီတွေဂတ်စမီကျန်းတွေထားရှိခြင်းမပြုဖို့စတာတွေကိုမီးတရီပြူစီကန်22ချက်နဲ့အတူလိုက်လံစောအောမှုတွေပြုလုပ်ခဲ့တာလို့အသိပေးထားပါဗယ်အဆိုပါမီးဘေးစီကန်းချက်တွေကိုဒေသခံပြည်သူတွေအနေနဲ့လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင်ထိရောက်စွာအေးအေးဆောင်ရွက်မှုစာတွေကိုထုတ်ပြန်ကြေညာထားတယ်လို့လည်းဆိုပါဗယ် ဒါအပြင်တိဘောမြို့တွင်သာမှာကတိဘောမြို့နယ်အတွင်းကကျေးရွာတချို့မှာလည်းမိသတိပြုအသိပညာပေးမှုတွေပြုလုပ်ခဲ့ပြီးကျန်တဲ့ကျေးရွာတွေကိုလည်းထပ်မံပြုလုပ်ပေးသွားမယ်လို့ထရန်အလေကအတည်ပြုထားပါတယ်ခင်ဗျာ ကျွန်တော်တို့ဆီယန်ရီတင်လာရဲ့တနေ့တော်ဗီဒီယိုတင်ထုတ်လည်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။တရင်တွေကိုနားဆင်ပြခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုရပါတယ်။နောက်နေ့ဒီမှာလဲ CNA ကတင်ဆက်ပေးတဲ့တနေ့တော်တရင်တွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်ရွက်ကြည့်နိုင်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်။